ဉာဏ်ပူဉာဏ်ရပါမလားမရကြဘူးဒါကြောင့်ဘုံဘုံကလေတရားမင်းကိုမေးလိုက်တယ်တရားမင်းကိုမေးလိုက်တယ်အတင်တရားမင်းလို့ကိုကျင်းသာတရားမရှိရင် ตุโลซาเดตะระวาดิเวเปลี่ยนผิดปิ๊ดอะสาขันยะเดตุกาอำมันเวลาหลุมันบาเดพะยาเอริมาโกมงวาอะดุตอตอมะมะติตะตะลุซาจิงโกโกจินซาลุตุญะอะตามะซาเดตะตะลุซาจิงโกตอตออะปุจฉาปิ๊ดอะเปจะเมหาดิเทวะตะเกอะปองตีนิซู ြီးအပြောခံနေရတယ်ဘုရားအပြောခံနေရတယ်တရားမင်းဟုတ်ဆိုအရှင်ဘုရားများများပြောပါစေသူတို့အတွက်ဒေဝတတရှိတယ်ဒုက္ခအောင်ခံရမှာဘာဖြစ်လို့လဲသူကတရားတော်ကိုပြင်းမစော်ကားတဲ့အတွက်ဟာသူတို့ကဘယ်တရားကိုစော်ကားတာလဲကိုကျင်းစာတရားဖျားဟောတယ် အမုံမြတ်ဆုံးဗုဒ္ဓဘာသာရဲ့အဓိကဖြစ်တဲ့ကိုကြီးစာတရားကိုစော်ကားပြီးတပ်ပတ်လကာရာဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စားတဲ့လူကကိုကြီးစာတရားနဲ့ဟောတရဝါဒီကိုဝေးမဲ့ပေးလိုက်တာဖြစ်သည့်အတွက်ကိုကြီးစာတရားကိုစော်ကားပြီးတော့မတရားဟောတာဖြစ်တဲ့အတွက်သူတို့အတွက်ဒေဝဟာတော်တော်ခက်ကြီးကြီးပါဖရာတဲ့ဂျိုးကတ်အောင်ကိုခွာမဲ့သူမရှိအောင်ကိုခံရပါလိမ့်မယ် ဒါကြောင့်ဘုံဘုံတောင့်ကြည့်လိုက်တဲ့အခါတတ်တလုံးမပေါင်းကြောင်ပြောတဲ့သူတွေလည်းအသေးကင်သာနှလုံးကင်သာချောက်ကသူ့ရဲ့ကင်သာတွေနဲ့အသက်ထွက်ကုန်တာညံနေတဘောပါလားဒါကြောင့်မလို့ကိုကအမှတ်တမဲ့တတ်တလုံးဆိုပြီးတော့ပြောချင်ရပြောလိုက်နေမယ်တတ်တလုံးကိုဘာကြောင့်သားတာလဲဆိုတော့ကိုချင်းသာလို့သားတာဆိုရင်ကဲ ိုကျင်းစာတရားကိုကြည်ညာအားထုတ်တဲ့သူကိုဘာလုံးလိုက်တာနဲ့တူတယ်။စောကပြင်မာလိုက်တာနဲ့တူ။အဲ့တော့ဖရာရဲ့ဌာနကကိုကျင်းစာတာကြိုက်သလားမကြိုက်ဘူးလား။ဒါဆိုဖရာရဲ့ဌာနကိုတော့ဆန့်ကျင်ရမရောက်ဘူးလား။ဆန့်ကျင်သွားပြီဆိုရင်တမာဒိဋ္ဌိပြင်မလားမိစ္ဆာဒိဋ္ဌိပြင်မလား။မိစ္ဆာဒိဋ္ဌိမလို့တတ်တတ်တယ်ဟောကကိုကြီးပါတယ်ဖရာ။အဝိဇ္ဇိပါဖရာ။ကြောက်ဖို့ကောင်းလိုက်တာ။ ဟမ်သာရုသမီးတို့စဉ်းစားကြည့်ပါဒါကြောင့်မလို့သာရုသမီးတို့အတွက်တန်ဖိုးရှိတယ်အပေကလွတ်မယ်တရဏဘုံဆိုတာလည်းမနည်းအောင်ဘုံလမ်းညွန်ခဲ့ပြီအဲ့ဒီတရဏဘုံနဲ့အတူနောက်ကနေပြီးတော့ကောင်းရာဒုက္ကတိလက်ပြီ၆ခန်းနဲ့ဓမ္မဘုံကိုရောက်အောင်ပို့ပေးမယ်အရှိန်အဟုန်ကြီးထန်တဲ့ဒုံညံကြီးနဲ့တူတဲ့ကိုကျင်းသာတရားကိုမွေးမြူကြသမ်းပါ တဘောပါပါမမွေးနိုင်ဘူးလားအေးမွေးကြတမ်းမှာဒါကြောင့်ဘုံဘုံခုနှစ်ရက်သားသမီးတိုင်းလူသားမှန်ရင်ကိုချင်းသာတိုက်ကြလားမသာတိုက်ဘူးလားဒါကြောင့်ဘုံဘုံသစ္စာဆိုပြီးပြောရပါတယ်ဖယားရှင်ကိုတော်မြတ်ကြီးရဲ့ဆံတော်ဖယားရှင်စိတ်ဧကံဖြစ်ုံလေးရှိသေးတယ်နော်ယဟန္တာတောင်မပေါ်သေးဘူး ဘုရားရှင်ကြီးကောင်းတော်ကိုလက်တော်နဲ့တတ်ပြီးပေးလိုက်တဲ့ဆံတော်ဟောဒီထဲမှာအစစ်အမှန်ရှိအဲ့ဒီအစစ်အမှန်ရှိရှိရှေ့မှာဘုံဘုံအကုလို့ဟောခြင်းဘုရားရှင်ကြိုက်ကြလားမကြိုက်ဘူးလားမေးကြည့်လိုက်ချမ်းမှာဟာငါ့ကိုသာဟောတဲ့ဒီပေါ်လာပြီလေလို့ပြီးတာတို့တွေခေါ်လိုက်မှဖြစ်ချင်းဘုရားရှင်ကြီးကလက်ရှိတင်ကြားရှိနေရင်အကုလို့အသာကောင်းကြံကိုကြီးသာတရားကင်းမဲ့နေတာဘုရားကြိုက်ပါမလား သဘောပေါက်လားဒါကြောင့်ဘုံဘုံသစ္စာရှုရဲတယ်နော်ဖရာရှင်ကြီးဒီဗုဒ္ဓဘာသာကြီးကိုဘာနဲ့ထူထောင်သွားတာလဲကိုကျင်းတာတရားနဲ့ထူထောင်သွားတာသဘောပေါက်လားဒါကြောင့်မိဘရင်းလဲကိုကျင်းတာပါလို့မပြောဘူးလားအဲ့ဒီမှာဘုံဘုံကတရားမင်းကို ေးသေးချာချာမေးလိုက်တယ်အတင်တရားမင်းလို့ကျုပ်ကိုအရင်ဖရာလက်ထက်ကဖရာရဲ့ဆန္ဒတော်ဒီဖရာဟောခဲ့တဲ့တရားတော်ဒီကိုချင်းသာတရားနဲ့ပတ်သက်ပြီးတော့ခေါ်ခဲ့တာဒီကျုပ်ကိုအရင်ပြောပါကျုပ်သိကြည်ရင်လေလို့တက္ကကမလေးကိုသိအောင်ကျုပ်ခေါ်နိုင်ဗျာစီဒါဆိုရင်ပြောမယ်ဗျာတဲ့တပြည့်တော်တို့ လုတ်လိုက်ရတဲ့တပြည့်တော်တို့လုတ်လိုက်ရတဲ့အဖြစ်အပျက်ကလေးတစ်ခုကိုပြောပြမယ်။ဘာပြောသမ်းမှာလို့အတိတ်ကြားမလို့အရှင်ဘုရားတဲ့မိသားစု12ယောက်လောက်ရှိတဲ့အဘိုးအဘွားအဘိုးအဘွားကနေပြီးတော့ဟောသားတွေသမီးတွေသားတွေသမီးတွေကနေပြီးတော့ဆက်ပြီးတော့မြည်တွေမြစ်တွေမွေးတယ် ဲ့ဒီတော့အိမ်ကြီးတစ်ဆောင်လုံးမှာအဆောင်တွေပွဲလိုက်တာ၃ဆောင်ပြိုင်၄ဆောင်ပြိုင်ဆိုတဲ့မိသားစုကြီးတစုရှိပါတယ်ခရားနော်အဲ့တော့တားတဲ့သမီးတွေအိမ်ဆောင်ကြတော့လဲဖွဲ့ပြီးတော့မထားနိုင်ဘူးတားတရားအိမ်နဲ့ကြားလိုက်အဆောင်ဆဲလိုက်ကဲမင်းတို့မိသားစုမင်းတို့လင်မယားဓမ္မနေဆိုတော့ဟောမွေးဖွားလိုက်တော့ညီတွေပြစ်တယ်တအိမ်လေးပဲအပေါက်ပေါက်ထားတယ်နော် ။အော်ဒီအိမ်လေးကဝင်ဒီအပေါက်ကပဲတွေ့ခုနှစ်ဆောင်ပြိုင်လေးဆောင်ပြိုင်ငါးဆောင်ပြိုင်ယူတာသာသမီတွေအတွက်အဆောင်လာတိုးချဲ့ထားတဲ့အပြင်ကိုမထားနိုင်တဲ့မိသားစုအဲ့ဒီမိသားစုထဲမှာတစုသောမိသားစုကကလေးခံကြီးရဲ့အသားကိုအရန်စားတာပဲခရာစားတဲ့အချိန်မှာ သူတို့အိမ်မှာလဲနွားတွေမွေးသားတယ်လို့နွားတွေအတကြီးလာခိုင်းစားပြီးတဲ့အခါကျရင်အလကားသုံးမရတဲ့အတူတူတတ်တာသာကွာသူတတ်တဲ့သူကိုပတ်သံပေးပြီးတော့ပေးလိုက်အချိန်တန်တို့ကိုတို့တတ်ကြရမလို့ဘူးအသားတွေလာပေးလိမ့်မယ်အဲ့ဒီကကြတော့သူအချောင်လမ်းမယ်ညအချောင်လမ်းပြီးကြာစီကန်အောင်စားမယ်ဩော် ပြန်နေတာဒီကိုလက်လက်ဆက်ဆက်ဒီကိုတော့တို့ချက်ချင်းမြန်မြန်သားကြမယ်ဆိုပြီးလောက်ကြတယ်ခရာ။ဟောအဲ့ဒီတော့သားလေးရလဲအဖေတို့အမေတို့ကနွားတွေမွေးရင်ကျွန်တော်တို့ကဝက်တွေမွေးမယ်။ဘုံမိသားစုကလည်းစိတ်တွေမွေးမယ်ဆိုပြီးတော့ဒီချန်ကြီးထဲမှာပဲနွားတွေရောစိတ်တွေရောဝက်တွေရောမွေးပါတယ်ခရာ။အဲ့ဒါနဲ့မိဘတစ်ပါးသေးသွားပြီ။ တဲ့မိဘနှစ်ပါးအောဟိပြီးတော့နော်သူပြုတဲ့ကံဒီဓရဝါဒီကိုပတ်စံပေးပြီးတတ်တဲ့ကံဒီပါတော့မိဘကဘလို့သိလဲဆိုတော့သူတို့အိမ်ကိုဓမြတ်တဲ့တိုက်ပြီးတော့မိဘနှစ်ပါးကိုတတ်သွားလိုက်တယ်နော်ဓမြတ်အတိုက်ခံပြီးသေရအဲ့တော့သူများကိုတလိခံပေးပြီးကို့ စည်းဝါးရေးအတွက်ဒီနွားကြီးကိုလေယာဉ်ကိုင်းကျွန်းအတွက်ခိုင်းစားပြီးတော့မလုံလိုက်တဲ့အခါသူများလက်ထဲပြီးတက်ခိုင်းလိုက်တဲ့အတွက်ဓမြလက်ဘဝအတွက်အပ်လိုက်တယ်လို့နော်ကို့အသက်ကိုလည်းဓမြလက်ထဲပေးလိုက်ရတယ်တဲ့ဓမြဝင်တိုက်လိုက်တာကြံတဲ့သားသမီးတွေသွားလာလှုပ်ရှားနေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီလင်မယားနှစ်ယောက်ကကြီးတော့တတ်တဲ့ပြီးပစ္စည်းတွေယူသွားကြတယ်အဲ့ဒီအခါကျတော့ ူတို့ပြုတဲ့ကံนี่သူ့ခံပြန်ရမှာဖြစ်သည့်အတွက်ဒီလင်မယားနှစ်ယောက်ကိုဘယ်ကိုထလိုက်ရမှာလဲလို့လာပြီးလျှောက်ထားတယ်ငရဲထလိုက်ရတော့မလားသူတို့တွေတတ်တတ်ပြီးတော့အေးသူတို့ကိုယ်တိုင်တတ်တာမဟုတ်သေးသည့်အတွက်ချက်ချင်းချလို့မရဘူး ဒီလိုဆိုဘာလုပ်အောင်မှာလဲသူတို့ကိုပြန်ပြီးအတတ်ခံရအောင်ဒီတဘဝအတတ်ခံရုံနဲ့တက်တက်နဲ့တွေပြည့်စပ်လို့မရဘူးသူတို့တတ်ခဲ့တဲ့နွားတွေကများပြီးတတ်တတ်စားခဲ့တာဖြစ်သည့်အတွက်သူတို့အသက်ပေါင်းများစွာပြန်ပြီးအတတ်ခံရအောင်မယ်ဒါကြောင့်နွားပိုက်တဲ့ထဲလိုက်ဘယ်တဲ့ထဲရမှာလဲဘုရားဘယ်နွားပိုက်တဲ့ထဲရမှာ သူတို့အိမ်မာလီနွားမရှိဘူးလားဟာရှိပါတယ်အကောင်20လောက်ရှိတယ်တကောင်ကောင်ရဲ့ပိုက်တဲ့ထဲလိုက်အဲ့တော့မတလီဝိဒကြုံတို့ကသွားပြီးထဲလိုက်ရထဲလိုက်ပြီထဲလေထဲလိုက်ထဲလိုက်ကြောဟောနွားမကြီးကမွေးတော့ဒီတကောင်ကမွေးတော့ခေနောက်တကောင်ကမွေးတော့မအေးမွေးတာသူတို့ဖေမေမှန်ကြည့်ပါမလားမသိတော့ဘူး အရှင်ဘုရားတဲ့တန်တရာကြီးလေးပါတဲ့ဘုရားဟာသူတို့ကိုခိုင်းပြန်တော့ရိုက်နေဖမ်းအခိုင်းတဲ့အရှင်မှာနော်နွားဆိုတာဂျူထိရင်မနာဘူးလားအနာဆုံးပဲအသက်ခိုက်အောင်နာတာဂျူရင်းကိုထိရင်အဲ့တော့သူတို့သားတွေလက်ထက်လဲရောက်လဲရောက်ကြရောဟမ်ဖေးဘာလို့လဲဂျူရိုက်ခိုင်းတာ ဂျူကိုရိုက်ခိုင်းတာအမလီမျက်ရည်တွေကြတော့လေအမလီဒီနွားကြီးကအလကောင်းနေမျက်ရည်ကြနေတဲ့သူပြီးသောပြန်တော့အဲ့တော့လောကဓမ္မတာယကြည့်ရင်သူ့အဖေကိုသူနှိမ့်ဆက်နေတာမဟုတ်ဘူးလားတဘောပေါက်လားအဲ့တော့ဟောနောက်နွားတစ်ကောင်နဲ့ဝင်သွားတဲ့မကြီးဟောအယွတ်တူလေးပဲမွေးလာတော့အဲ့ဒီမကြီးကလည်း ။ဟောနွားလည်းပြည့်သေးရောအတူတူရှင်ပြီးတော့ရုံးမတော့လေတမိသားစုလုံးရဲ့ဝင်ကိုတမိသားစုလုံးတတလုံးခိုင်းကြမြကိုသူသားတွေသူမယားတွေသူချွေးမတွေသူဥစ္စာတွေခိုင်းကြမြကိုဒီမအိနဲ့ပြာနွားဖြစ်ပြီးဘာလုပ်ပါလဲအဲ့ဒီမှာအသေးအနာဆုံးကိုပြောပါဆိုရင်အကိုကြီးတို့ဒီနေ့သွားတိုက်မယ် အမေဒီနေ့ဟာကဝင်လေးမှာဟာအဲ့တော့တခြားနှောင်းမထဲ့နဲ့ဟဲ့ကိုနှောင်းနဲ့ဟိုနှောင်းတက်လိုက်ချမ်းမှာဆိုတော့အဲ့ဒါကိုကြားလိုက်တဲ့မိဘကအမလေးတိပိနှောင်းတွေလည်းအများကြီးအင်းခင်းနေအဝေးကြီးတောထဲကနေတိုက်ဖို့ကြတော့ငါတို့ကိုင်းမယ်တဲ့ရဲ့ရည်ကြီးကြဟင် ဒီသားတော်မိတွေကပြစ်ပြစ်နွားတွေခိုင်းလို့ရရတာနဲ့ဒီမိဘလက်ပါကိုပဲအာကောင်းနေတယ်။အာသူတို့ကခိုင်းခိုင်းလုပ်တယ်ရက်တန်းကြီးတယ်ဆိုပြီးတော့မခိုင်းဘူးလား။ဝိမလဲဘူးလား။လဲနေတာလူတွေသိတာ။သားသမီးတွေသိတာ။ဒါကြောင့် နွားတွေမွေးဝက်တွေမွေးစိတ်တွေမွေးကြက်တွေမွေးပြီးတော့အဲ့ဒီလိုရောက်ကြသာတော့နေရင်ကိုလည်းကြက်ပြစ်ပြီးအဲ့ဒီပိုက်တဲ့ရောက်ရင်ပြန်အယောင်ခံရမယ်လယ်ဘေးပြန်လီးခံရမယ်ဟောစိတ်แท้ပြောင်းဝင်ပြီးကိုလည်းစိတ်ပြန်ပြစ်ပြီးအယောင်ခံရမယ်အနစ်သက်ခံရမယ်နော်ကိုလုတ်တဲ့ကာယကံဘုသူထံပြန်มาလဲအကိုထံပြန်တော့ကိုတလေးဆန်နေပြန်ရဖြစ်ပြီးတော့ ဖြစ်တော့မှာตายင်းသမီးရင်းနေရနေနှစ်ပန်းချင်းရိုက်နဲ့ပြီးတော့မဲ့လေးအတဲ့ယူညာကိုမိပါဟာကြက်ပြစ်သွားတော့ဖေကကြက်ပြစ်သွားတော့ဖေနဲ့တိုက်တော့ရှုံလဲရှုံတော့ဖေကန်ရိုက်တော့အရသာမရှိဘူးလားဟမ်အဲ့ဒီလိုပဲပြန်ခံရကြက်သမားတွေသူတို့ရှိဖို့ရောက်ရောက်လာတဲ့ကြက်တွေဟာသူတို့နဲ့ အကြောင်းအဆက်ရှိလို့ဘလို့အကြောင်းအဆက်ရှိတယ်တလုံးသားမှုကျေးဇူးရှိလို့ဖခင်ကဒါနဲ့ကြာပြီးမတွေးတယ်ဘုရားတွေးခဲ့တော့ဟောဒီသားသမီးတွေကြီးပဲပြန်ရောက်လာတော့အမလေးကျက်ပါကြီးကကောင်းလိုက်တော့တိုက်ဟာသူခါတော့ဘုရားဘုရားမောင်မလေးမနိုင်နိုင်အောင်ငါသားလေးအတွက်ကကကကကကြည့်တော့တောင်းရင်တော့မနိုင်ကြတော့အမီးဆိုကြီးအရက်ကြံရိုက်တက်ခံဟင်သားသမီးကဖခင်ကိုရိုက်တက်တာနဲ့မတူဘူးလားခင်မုန်းကြီးဆယ်ပါမရှိဘူးလား တဘောပေါက်လားတာရုသမီးတို့နော်ကလိဋ္ဌံนี่ตาပြီးတော့ကိုသားသမီးလက်ထဲကိုကလိဋ္ဌံအပြည့်နဲ့ပြောင်းဝင်ရရင်မကောင်းဘူးလားဝင်ကြည့်ကြကြလားစဉ်းစားကြည့်ပါဒီသားရဲ့သမီးတွေကိုရှာကျိုးနေတာမဟုတ်ဘူးလားအဲ့တော့ဒီသားသမီးတွေလက်ထဲကိုတလိမ့်ဆန်ဖြစ်တော့ပြန်မရောက်ဘူးလားရောက်ကိုရောက် ရောက်ချင်တော့အလက်ကြုံပြီးတော့ခံဆက်ပြီးတော့သူများနှိမ့်ချက်နင်းပန်းတာတဲ့ကိုသားသမီးကကို့နှိမ့်ချက်နင်းပန်းရင်အရလာမရှိဘူးလားပျော်တရားမကောင်းဘူးလားဟာလှုပ်လိုက်ဟေးသားလေးရင်ငှက်ချော်လိုက်တဲ့အမလေးအငှက်တီးလိုက်တဲ့အမေကိုဆော်လိုက်တဲ့နှပန်းကျင်းလိုက်တဲ့ဖဏောင်းနဲ့ကန်လိုက်တဲ့ဆိုပြီးတော့မပြောနိုင်ဘူးလားဟင် ဒါကြောင့်မလို့ကိုနဲ့ဘာမှမပတ်သက်ပါပဲနဲ့လမ်းတော်ရင်းနဲ့လေခွေးလေးတော့ဘောင်မတွေ့လို့အမိန်နဲ့ဘယ်လိုအကုတ်လာနန်းပြီဆိုရင်စဉ်းစားလိုက်ငါအဖေလားငါအမေလားအဲ့ဒါပဲငါအဖေလားအမေလားပဲတသိန်းခွေးရလာနန်းရဲပါမလားကို့ကိုချစ်ခင်ပါမလားတမှုတရားဆိုတဲ့မပြတ်တဲ့အတွက် ဒါကြောင့်တလိဋ္ဌံဒီအပေါ်ကိုကျင်းစာပါမေတ္တာကားပါမိဘချင်းကိုကျင်းစာပါသာသမီချင်းကိုကျင်းစာပါအဲ့တော့တလိဋ္ဌံရမွေးတဲ့သာသမီကိုလည်းကိုအောင်မွေးတာလည်းသာသမီလိုပဲကိုကျင်းစာရင်စားရပါမလားတတ်ရပါမလားနှိမ့်ချက်ရပါမလားဒါကြောင့်ကိုကျင်းစာတရားဟာအမတန်နဲ့နေပြီးတော့မဟာပထဝီမြေကြီးလိုပဲအမတန်ဓုရဲ့ကြီးမားတယ်တဲ့ခံရတဲ့အခါကြတော့လေ ကဘာပေါင်းများစွာပိဿတ်လို့မကုံအောင်ခံရသည်တဲ့ကိုချင်းသာတရားကင်းမဲ့လေမဉ္ဇဉ်ပူဉ္ဇဉ်နဲ့ဝေးတာဒီကိုချင်းသာတရားကင်းမဲ့တဲ့ဘတော့မှမဉ္ဇဉ်ပူဉ္ဇဉ်မရနိုင်ဘူးသဘောပါပါဒါကြောင့်မလို့ကိုချင်းသာတရားကင်းမဲ့သွားနဲ့သူများအသာစားတာသူများကလို့စားတာသူများကလို့စားတာနဲ့အဲ့တော့ဘုံဘုံကတရားမင်းမေးလိုက်တော့အရှင်ဘုရား စားတဲ့လူကြောင့်အတ္တခံနေရတာဗျာတဲ့အဲ့တော့မူရင်းအဖြစ်ဒီစားတဲ့လူတွေရှိလို့တတဝါတွေသိရတာဖြစ်တဲ့အတွက်စားတဲ့လူကတရခံမှာဗျာတဘောပါကဒါကြောင့်စားတဲ့လူတွေပဲအပေကိုကြကြသွားကြပြီးတော့ကယ်လို့ရန်အမတန်ခဲရင်တာပါဗျာဒါကြောင့်ဒါတို့သမီးတို့စဉ်းစားကြတယ်မှာမိဘချင်းကိုချင်းသာကလား ပါဒမီချင်းပူချင်းသာကလားနော်တချို့တို့ကိုယ်အိမ်မှာရှိတဲ့ကြောင်လီတောင်သတ်သားရက်တယ်အဲ့ဒါကိုမိပါဆိုရင်ဘယ်နဲ့နေလဲကိုနဲ့မပတ်သက်ပဲနဲ့ကိုယ်အိမ်မှာကြွတောင်လာမဖြစ်ဘူးပတ်သက်လို့သာကိုယ်အိမ်မှာကြွလာဖြစ်တယ်တခြားအိမ်မှာမွေးပြီးတော့မှကြမ်းခံပြီးကိုယ်အိမ်မှာလာနေပြီးတော့ကိုယ်အဝိဇ္ဇေတွေဘာဖြစ်လို့ကြိုက်တယ်လဲ သူတို့ဝယ်ပေးတဲ့အဝိအထည်တွေကိုကိုဝိတ်ခဲ့တယ်တဘောပါပါသူတို့ဝယ်ပေးတဲ့အဝိအထည်တွေကိုမဝိတ်ခဲ့ဘူးရင်အဲ့ဒီကြွက်ဟာကိုအဝိအထည်မကြိုက်ဘူးဒါကြောင့်ကိုယ်အိမ်ထဲမှာကြွတကောင်လာပြည်ရင်တောင်မှတာရုသမီးတို့ကိုမိဘမဟုတ်ဘူးကိုညီအစ်ကိုမောင်နှမမဟုတ်ဘူးလို့ဘယ်သူနှမျိုးထောင်ပြီးတော့ပြောရဲလဲ မပြောရဲဘူးအကြောင်းအကျိုးပဋ္ဌာန်းအကြောင်းရှိမှဘာဖြစ်လာလဲအကျိုးပေးတယ်အဲ့တော့ကိုယ်အိမ်မှာကြောင်လာဖြစ်တယ်ဘာဖြစ်လို့ဖြစ်တာလဲအကြောင်းရှိလို့ကြောင်ဆိုတဲ့အကျိုးကိုယ်အိမ်လာဖြစ်တယ်အဲ့တော့ကိုယ်အိမ်မှာလာဖြစ်တဲ့ကိုယ်တွေကြောင်နေ မုံအမတန်တရားရတော့ဘုံမုံအခုငကိရတောင်ကြီးမှာယဟန်ပြည့်ပြီးကြင်ညာအားထုတ်လို့ဆယ်ဝါလောက်ရတဲ့အခါမှာလူတယောက်ကမြောက်တပောင်ကိုခါးကနေကြူကြီးလေဘေးကနေကြူကြီးပြီးတော့အဲ့ဒီ ကျိုးကျိုးနဲ့သာကိုကိုင်းပြီးတော့ဘုံဘုံကြီးလာတယ်လာပြီးတော့အရှင်ဘုရားကိုဒီမြောက်ယူပါတယ်ဘုရားဘုံဘုံကသူ့မြောက်ကိုကြည့်ပြီးတော့ကြည့်နေရင်းနဲ့ lumia khỏi lửa thiệt là Ô bê tông chỉ là gì, bê tông chỉ 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 gì Lưu yông này đủ là gì Anh đi, đọc phô mô à, xây thế hàng này đi đồng mê lại Mê bật lửa lê Thưa ချီပြီးကန်ကြတဲ့သူကိုလက်လက်ကြည့်ကြည့်ငိတ်ကြည့်ကြ။အဲ့တော့ပုံမောစိတ်တရားပဲပြန်လေးလိုက်တယ်။ဒါမေတ္တာလား။အဟောတော်လား။အဲ့တော့မင်းရောက်တည်ကိုရောက်သားသာဘူးလားသာဘူးလားဘောအဖေလက်ထက်တုန်းက တော့နေရတယ်။မြောက်ကားချက်ချက်ကြည့်တယ်။အခုဒီကောင်းလိုက်ကြတော့ကျွန်တော်မတန်ရလို့မိမကဟဲ့တပ်ပါလားနဲ့အရံတို့ငါမသားရလားကြာပြီနဲ့အဖေကြီးတော့သားရတယ်တပ်ဆန်းအဲ့မိမမသိအောင်ကိုယ်ဒီတပြည့်တော်လာဥတာပါဘုရားတင်းမြောက်ကြရော မသိတဲ့သမုဒ္ဒယကမတတ်လို့ဖယ်ပြစ်နေတာတဘောပါပဲအဲ့တော့ဘုရားတပည့်တော်မတတ်ရဲ့လို့လာပို့တာပါဖေအားဆိုတော့တခါတည်းလေနောက်ဆုံးနောက်ဆုံးနဲ့လေအဲ့ဒီလူရဲ့ပစိုးကြားကလေးကိုခြေတော်နဲ့ထောင်းကြားလေးကိုကြောင်းနဲ့တူ ဟောအရှင်ဘုရားရှင်ဖားပခဲ့ခြင်းလို့ဘုရားဟဲ့ကောင်လို့ဒီကောင်ကငါနဲ့မနေခြင်းဘူးမင်းနဲ့နေခြင်းနာဆိုအမလေးနေရင်မြန်မြန်သိမှာပေါ့မင်းမကနေတိုင်းလှခိုင်းနေတာပြောစရာမကောင်းဘူးလားမသိတော့လေဒီသူသားကြီးပဲပြန်ခြင်းနဲ့မမလူသိခြင်းဘူးဟမ် ကလေးချံဖြစ်သွားပြီမဲ့သူသားဆိုတာသိနေတယ်ဘဝကဆက်သွားတာကိုချက်ချင်းဖြစ်သွားတာကိုကဲဘယ်နဲ့လောက်ကြလဲအဲ့တော့မင်းမွေးပါကွာရောင်းရင်လည်းတတ်စားမဲ့သူတွေရေဖရားတဲ့တပြည့်တော်လည်းတတ်လာခဲ့တာကွာတော်ကဒီမြောက်ကိုမတန်းရဘူးမပြောလိုက်ချင်းကောင်းမလား မပြောရင်ကောင်းမလားနောက်လေကြာတော့ဘုံမူမြေကြီးမိတ်ပြီးတော့အတိတ်ကံပြုလေပြုတော့ကြောင်မင်းကြွလာကောင်းကမပြောနဲ့ပြရသူခံရမယ်အဲ့တော့တို့ဉာဏ်အထုတ်ပြီးဒီမှာလူတွေအများကြီးလာနေတော့ ဒီမြောက်လေဆိုရင်တော်တော်ဒုက္ခရောက်မှာလို့တခြားနေရာကသွားပူတမ်းမှာตายရဲ့လို့နော်ဘုံဘုံအလူမခံနိုင်ဘူးဤလေတဲ့ဘုံဘုံမွေးမထားနိုင်ဘူးဆိုရင်လဲပြန်ယူသွားမှာပေါ့တဲ့သူပြန်ယူသွား channel လေးကနေ live လဲနေတွေ့ဆိုတာကြိုးစလိုက်ပါတယ်။ဒီ channel လေးမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမများနဲ့တရားတော်များကိုပူဇော်တင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ဒီ channel လေးဟာမြတ်ဗုဒ္ဓရဲ့ရိပ်အာဝါဒအောက်မှာဖြစ်ရှိတာဖြစ်ပါတော့ကြောင့်ရရှိလာသူအားလုံးကိုယ်စိတ်နှလုံးအေးချမ်းပါရကြပါမယ်ခင်ဗျာ။